အားလုံးပဲမင်္ဂလာပါရှင်ဓမ္မတုဒ္ဒပိုင်းစာဖြူရဲ့ဂါရာတော်များမြတ်ဝေခြင်းစီစဉ်ကနေမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာလိုက်ပါတယ်ရှင်ကျမဒီနေ့မြတ်ဝေပြီးမဲ့ဂါရာတော်ကတော့လူကြိုက်အများဆုံးခေတ္တိုင်းသုံးတဲ့တရဏဂုံဂါရာတော်ကြီးပဲဖြစ်ပါတယ်ရှင် ဒီဂါရာတော်အတိုလေးတွေကိုဟိုမျှဝေပေးခြင်းဟာဂါရာတော်ရဲ့အဲပါဠိတော်ကိုလည်းစက်မှတ်ရလွယ်ကူတယ်မြန်မာပြန်ကိုလည်းနားလည်လွယ်ကူပြီးတော့အဲဘလို့ဘလို့အကြောင်းအရာလေးတွေပေါ်ပေါက်လာရင်ဘလို့ခက်ခဲလေးတွေပေါ်ပေါက်လာလို့ရှိရင်ဒီဂါရာတော်တွေကိုရဲ့အစွမ်းသက်တွေကိုယုံကြည်ပြီးတော့ရုပ်ဖတ်တဲ့ဆယ်ပူဇော်နိုင်မလဲဆိုပြီးတော့လွယ်လွယ်ကူကူမြ мян ဆန်းဆန်းမှတ်မိလွယ်အောင်အကျိုးကျေးဇူးဖြစ်အောင်လို့မျှဝေပေးတာဖြစ်ပါတယ်ရှင်။ ်ဒီဂါရာတော်တွေကတစ္ဆာပြူဂါရာတွေလိုမျိုးအစွမ်းထက်မြက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့မြမမြမပြန်အထိပ်ဖယ်လေးကိုကြီးလိုက်မယ်ဒီဂါရာတော်တွေကတစ္ဆာပြူထားတယ်လို့မျိုးဟိုပြောထားတဲ့ဂါရာတော်တွေဖြစ်ပါတယ်ရှင် တော့ဂါရာတော်ရင်မျှဝေပေးနေကြတဲ့အတိုင်းပဲပထမဆုံးဂါရာတော်ရဲ့ပါဠိတော်ဖြင့်ရုပ်ဖတ်တဲ့ဆဲပူဇော်ပါမယ်။အဲဒါပြီးတဲ့အခါမှာဒီဂါရာတော်ရဲ့မြန်မာပြန်အနှဲထိပ်ပင်လေးတွေကိုလည်းပြောပြပေးပါမယ်။အဲဒါပြီးရင်ဒီဂါရာတော်ကိုရုပ်ဖတ်တဲ့ဆဲပူဇော်ခြင်းဖြင့်ရနိုင်တဲ့အကျိုးပြုလင်္ကာလေးကိုလည်းပြောပြပေးသွားမှာဖြစ်ပါရဲ့ရှင်။ပထမဆုံးဂါရာတော်ကိုရုပ်ဖတ်တဲ့ဆေပူဇော်ပါမယ်ရှင်။ဗုဒ္ဓမြေတရဏံ အញ្ញံနတိဓမ္မောမိတရဏံအញ្ញံနတိတန်ခောမိတရဏံအញ្ញံနတိဗုဒ္ဓောမိတရဏံအញ្ញံနတိဓမ္မောမိတရဏံအញ្ញံနတိတန်ခောမိတရဏံအញ្ញံနတိဗုဒ္ဓောမိတရဏံအញ្ញံနတိဓမ္မောမိတရဏံအញ្ញံနတိတန်ခောမိတရဏံအញ្ញံနတိ ဒီကရာတော်ကိုရုပ်ဖတ်တဲ့ဆေပူဇော်တဲ့အချိန်မှာဗုဒ္ဓဓမ္မတန်ခေါ်ဆိုရဲဓမ္မခေါ်ဆိုတဲ့နေရာတွေကိုအတန်ပြင်းပြင်းရုပ်ဖတ်တဲ့ဆေပူဇော်ရပါမယ်။နောက်ပြီးတော့နောက်ဆုံးမှာနတ်ထီဆိုရဲထီနေရာကိုလည်းအတန်ပြင်းပြင်းရုပ်ဖတ်တဲ့ဆေပူဇော်ရမှာဖြစ်ပါရဲ့ရှင်။ဗုဒ္ဓမေတ္တရဏအဉ္ဉာဏ်နတ်ထီ အဲ့လိုမျိုးရွဖတ်တဲ့ဆေဖူဆိုရမှာဖြစ်ပါတယ်အဲ့တော့ဂါထာတော်ရဲ့အတူချုပ်မြန်မာပြန်လေးကိုအာဇမပြောပြပေးပါမယ်နော်ဗုဒ္ဓမေတ္တရနဲ့အဉ္ဉဏ်နဲ့တီဆိုတာကမြတ်စွာဘုရားကိုသာဘုရားတပည့်တော်သည်အာကိုခြင်းကို ပြုတင်ပြုထိုက်သည်ဖြစ်၍အာကိုသမှုပြုပါ၏ဘုရားမြတ်စွာဘုရားမှာအပအခြားတပါးသောအာကိုသမှုပြုသောဘုရားအတူရောင်သည်တပည့်တော်၌မရှိယူအေကံ အမှန်မင်းဖြစ်ပါသည်ဖျားဓမ္မောမေတရဏံအញ្ញံနတ္ထိတရားတော်မူကိုသာတပည့်တော်သည်အာကိုခြင်းကို ပြုတင်ပြုထိုက်သည်ဖြစ်၍အာကိုသမှုပြုပါ၏ဖျားတရားတော်မှာပအခြားတစ်ပါးသော အာကိုသမှုပြုသောတရားအတူရောင်သည် တပည့်တော်၌မရှိရူးဧကံ အမှန်ဖြစ်ပါသည်ဖျားတန်ကုန်မေတရဏံအញ្ញံနတ္ထိ ်တန်ခါတော်ကိုသာတပည့်တော်သည်အာကိုခြင်းကို ပြုတင်ပြုထိုက်သည်ဖြစ်၍အာကိုသမှု ပြုပါ၏ဖျာတန်ခါတော်မှအပ အခြားတစ်ပါးသောအာကိုသမှုပြုသောတန်ခါအတုရောင်သည် တပည့်တော်၌မရှိရိုးဧကံအမှန်ဖြစ်ပါသည်ဖျာဆိုပြီးတော့အတိတ်ပဲရပါတယ်ရှင်ဒါကတော့မြန်မာပြန်အအရှိပေါ့เนาะအဒီဃာရာတော်ရဲ့တကယ်အနက်အဓိပ္ပာယ်ဘာသာပြန်ဖြစ်ပါတယ် အဲဒီခါရတော်ရဲ့အတူအတူမြန်မာပြန်မှတ်မိလွယ်အောင်ပြောရမယ်ဆိုရင်တော့မြတ်စွာဘုရားတည်တာတပည့်တော်ရဲ့အာကိုရာဖြစ်ပါတယ်မြတ်စွာဘုရားမှတပါတပည့်တော်မှာအာကိုရာမရှိပါတရားတော်မြတ်တည်တာတပည့်တော်ရဲ့အာကိုရာဖြစ်ပါတယ်တရားတော်မြတ်မှတပါတပည့်တော်မှာအာကိုရာမရှိပါတန်ခါတော်မြတ်တည်တာတပည့်တော်ရဲ့အာကိုရာဖြစ်ပါတယ်တန်ခါတော်မြတ်မှတပါတပည့်တော်မှာအခြားသောအာကိုရာမရှိပါဖျားဆိုပြီးတော့ဒါကတော့အတူလေးမှတ်သားထားလို့ရပါတယ်ရှင်။ ဒီကရတော်ကိုရုတ်ဖတ်တဲ့ဆေပူဇော်ခြင်းဖြင့်ရရှိနိုင်မယ်အကျိုးကျေးဇူးလေးရတော့ဗုဒ္ဓမေတ္တံတရဏံဃာယမန်ခတိန်ရှောင်းခွာတိန်တီဘေငင်းယံကွာနတ်စီပါတီတဲ့အဲ့ဒီတော့ဒီတရဏဂုံကရတော်ကိုရုတ်ဖတ်တဲ့ဆေပူဇော်မယ်ဆိုလို့ရှိရင်ဘေးပေါင်းပေါင်းယံအသွဲသွဲရလဲကိုကိုရှောင်းကွင်းသွားမှာဖြစ်ပါတယ်ဘေးပေါင်းပေါင်းယံအသွဲသွဲရနေလွတ်နိုင်တယ် နတ်စီဘင်းငယ်ရန်ကွာနတ်စီပါတီတဲ့အဲ့တော့နတ်တေရဲ့တကူအောင်လို့ပေါ်ရှိတယ်လို့မျိုးဘေးရန်နေအားလုံးကိုကြော်လွှားနိုင်မယ်ဆိုရဲအတိတ်ပဲမျိုးအဲကြော်လွှားနိုင်မယ်ဆိုရဲအကျိုးကျေးဇူးမျိုးရရှိမှာဖြစ်ပါတယ်ရှင် ဒါကြောင့်မို့ဒီတရဏဂုံကာရာတော်ကြီးကိုအမြဲမပြတ်ရွတ်ဖတ်တဲ့ဆဲပူဇော်ခြင်းဖြင့်ဘေးရန်အပေါင်းမှလည်းကင်းဝေးပါစေ။နတ်တို့၏ချစ်ခင်စင်ကိုလည်းရရှိပါစေ။ဘုရားတရားတန်ခါတို့ကိုအမြဲဥထိပ်ပန်စင်နာဖြစ်တဲ့အတွက်နောက်ဆုံးမှမဖို့နိဗ္ဗာန်အထိအကျိုးကျေးဇူးရှိပါစေလို့ဆုမွန်ကောင်းတောင်းရင်လည်းဒီနေ့မျှဝေခြင်းကိုဒီမှာပဲဤကောင်းချုပ်ပါရရှင်။အားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာတော်မူကြပါစေရှင်။